အားလုံးပဲမင်္ဂလာပါခင်ဗျာ MPA သတင်းဌာနရဲ့ဒီကနေ့စတေမာလာ29ရက်နေ့လည်ခင်းအထိရရှိထားတဲ့အထူးခြားဆုံးသတင်းတွေကိုကျွန်တော်ခေတ်နံကတင်ဆက်ပေးပါရုံးမယ်။နောက်ဆုံးရထိတ်တန့်သတင်းတွေထဲပြူတွေကိုရိတ်ခါပို့ရလို့သတင်းထွက်နေတဲ့ကန့်ကောကတော်လင်းတက်ဖွဲ့တရှုပ်ရွေးကောက်ပွဲဈေးဆိုပြီးငွေညှင့်နေတဲ့ရက်ကျယ်အုပ်ချုပ်ရေးအဖွဲ့ရဲ့အကြောင်းပြည်သူတွေကိုဒုက္ခပေးနေတဲ့ဒူရဲအုပ်ကန့်ကြမ္မာတပတ်လည်ပြီးတရားပြူကြတဲ့အထက်မှာတည်ဆုံးခဲ့တဲ့သတင်း ဆရာနာတိမ်မြန်တော်အများဆုံးရင်းနှီးမြှုပ်နှံတဲ့နိုင်ငံတွေကစင်ကာပူတရုတ်နဲ့ထိုင်းတို့ဖြစ်နေတဲ့အကြောင်းရွေးကောက်ပွဲထောက်ခံတဲ့ကရင်လန်နက်ကန်သုံးဖွဲ့တွဲဆောင်တဲ့တရင်မွေးရွှေပွဲမှာလူတွေတေခဲလို့အမုန်းဖွင့်ခံလိုက်ရတဲ့တရုတ်ဆောင်နိုင်ငံရဲ့တမဘီဂျေရဲ့ပါတီအဲ့လိုအထူးခြားဆုံးဖြစ်ခဲ့တဲ့နေလေကင်းပြည်တွင်းပြပတဲ့တရင်တွေကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ဒီနေ့နေလေပိုင်းအထိရရှိထားတဲ့ထူးခြားသတင်းတွေထဲ ထမဦးဆုံးအနေနဲ့ပြူရီကိုရိတ်ခါပို့ရလို့သတင်းထွက်နေတဲ့ကန်ဝါတော်လင်းတပ်ဖွဲ့တချို့သတင်းကိုတင်ဆက်ပေးကြပါရစေ။မကွေးတိုင်းကွမ်ကောမြို့နယ်အတွင်းမှာရှိတဲ့ပြူစော်တီကျေးရွာကိုရိတ်ခါပို့ဆောင်ပေးနေတဲ့အထက်မှာတော်လင်းတပ်ဖွဲ့ရဲ့ပန်းရဲဆိုပြီးသတင်းတွေထွက်ပေါ်နေရပါ အခုလိုပြူရီကိုရိတ်ခါပို့နေတဲ့အထက်ပကဖပါဖနဲ့တော်လင်းအဖွဲ့ရဲ့ပါရယ်ဆိုရင်တိကျသေချာတဲ့အချက်လက်တွေနဲ့တိုင်ကြားနိုင်တယ်လို့ကန်ကောမြို့နယ်ပြည်သူ့ကောက်ွယ်ရေးအဖွဲ့ပကဖတာဝန်ခံကပြောပါတယ် ဒီလအတွင်းကန်းကောင်မြို့နယ်အတွင်းမှာရှိရမြောက်ခံရင်ဟန်တာဝရီစတဲ့ပြူရီကိုရိတ်ခါပို့နေတဲ့သတင်းတွေကြေကြေလောင်လောင်ထွက်ပေါ်လာနေတာဖြစ်ပြီးတော့ပို့ဆောင်နေတဲ့အထက်မှာတော်လင်းအဖွဲ့အစည်းနဲ့သူတို့နဲ့ပတ်သက်သူတွေပါဝင်တယ်လို့ဝေဖန်မှုတွေလည်းရှိနေရပါအခုလိုဝေဖန်ပြောဆိုနေမှုတွေဟာတော်လင်းပုံရိပ်နဲ့ပတ်သက်ပြီးပကဖပါဖပုံရိပ်တွေကိုထိုးရှားခြင်းလို့ကောလာဟာလာပြောဆိုမှုတွေဒါဖြစ်တယ်လို့ကန်းကောင်မြို့နယ်ပကဖတောင်ခံကပြောပါတယ် လက်ရှိမှာပစ္စတိဂျွာတွေကိုရှေ့ခါပို့နေသူရှုပ်ကိုပါကဖကဖန်စီရရှိထားပြီးအရေးယူဆောင်ရွက်နိုင်ရင်လည်းပတ်သက်ပြီးအုပ်ချုပ်ရေးကာကွယ်ရေးလုံခြုံရေးအဖွဲ့ရဲ့သဘောထားဆန္ဒနဲ့လှုပ်ဆောင်သွားဖို့ရှိရလို့သိရပါတယ်ပစ္စတိဂျွာကိုရှေ့ခါပို့နေသူတွေဟာပစ္စည်းတွေကိုရေစိုခံအိတ်တွေပလတ်စတိတ်ဘုံးတွေနဲ့ထုတ်ပိုးပြီးတော့မြေတားမြေအထက်ပိုင်းကမျောကာပစ္စတိဂျွာထိရောက်စီရဲ့နီးနဲ့ပို့ဆောင်ရဖြစ်တယ်လို့ကံကောမျိုးခန့်တွေကဆိုပါတယ်ကံကောမျိုးနဲ့မြောက်ပိုင်းမှာမြောက်ခန့်ရင်ကုတ်ကား နောက်တော်လေးရွာဟန်တော်ရီကြောက်ပြုတ်ကြောက်ဆယ်မန္တာဝင်ဝလေကြီးအချက်လေကြီးအနောက်စရက်ပြွာရဲရှိပြီးတော့အဲ့ဒီရွာတွေကို2023ခုနှစ်ကစပြီးတော်လင်းတက်ဖွဲ့တွေကရက်ခါဖြတ်တောက်ထားတာဖြစ်ပါတယ်ဒုတိယအနေနဲ့ရွေးကောက်ပွဲစရိတ်ဆိုပြီးငွေညှစ်နေတဲ့ရက်ကျေအုပ်ချုပ်ရေးအဖွဲ့တွေအကြောင်းကိုပြောပြပေးမှာပါအီယာဝရဂျိုင်းမော်ဂျွန်းမြို့မှာစစ်ကော်မရှင်ရက်ကျေအဖွဲ့ဝင်တွေကရွေးကောက်ပွဲစရိတ်လို့ဆိုပြီးပြည်သူတွေထံကနေငွေညှစ်မှုတွေလှုပ်ဆောင်ရဲလို့ ဒေသခံတွေထံကနေစုံစမ်းသိရှိရပါတယ်ဒီလအတွင်းမှာ EAR တန်းအတွင်းမှာရှိတဲ့မြို့နယ်တွေကအကျဲ့ကျဲအုပ်ချုပ်ရေးဖွဲ့တွေဟာမေယာဆန်လာပေဖို့ပြည်သူတွေကိုလိုက်လံဆော်အောမှုတွေပြုလုပ်နေပါတယ်ရက်ွက်တဲ့မေပယ်လေးချင်းမို့လိုက်អော်တယ်ကျမတို့ကအလုံးမအားတော့မသွားဖြစ်လိုက်တဲ့အကြောင်းမော်ကျွန်းမြို့နယ်ဒေသခံအမျိုးသမီးတူကပြောပါတယ်အခုလိုမသွားရောက်နိုင်တဲ့သူတွေကိုစစ်ကော်မရှင်ရက်ကျဲအုပ်ချုပ်ရေးဖွဲ့ဝင်တွေကအင်ထောင်စုတစ်ခုဆိုရင်တက်ငွေ3000ပေးဖို့တောင်းဆိုနေရပါ ရွေးကောက်ပွဲဆေးဆိုပြီးတုံးတောင်းကောက်သွားတယ်မပေးလို့မရဘူးမေးပေးလေးကျင်တာမလာတဲ့အိမ်တွေကိုရွှေပြီးပတ်ဆံကောက်နေရလို့အသက်30ရွယ်မျိုးသားတူကပြောပါတယ်အခုလုံဝင်းညှင်းမှုတွေကိုဒေသခံတွေကမကျင်တဲ့ပေမဲ့မိသားစုဝင်တွေကိုစစ်မှုထမ်းဥပဒေနဲ့ဖမ်းဆီးမှာကိုစိုးထိတ်နေတဲ့ drug မရှိတော့လဲအောင်းကလမ်းအနေထားကိုဆက်ရောက်ပြီးချက်ကျွေတောင်းတဲ့ငွေကိုပေးနေရပါတယ်လာမယ့်ဒီဇင်ဘာလ28ရက်မှာရွေးကောက်ပွဲကျင်းပမယ်လို့စစ်ကော်မရှင်ကကြေညာထားပြီး သူရဲ့လက်အောက်ခံချက်ကျင်ဖွင့်ဝင်တွေကအဲ့ဒီအခြေအနေကိုအခြေတည်ပြီးငွေချာမှုတွေကိုပုံမပြုတ်လုလာနေပါတယ်။တတိယသတင်းကတော့ပြည်သူတွေကိုဒုက္ခပေးနေတဲ့ဒူရီအုပ်ကံကြမ္မာတပတ်လေပြီးတရားပြိုတဲ့အထက်မှာတင်ဆုံးသွားတဲ့သတင်းကိုတင်ဆက်ပေးမှာပါ။ဘိတ် एनडी သွတ်တော်ကိုစလေဟောင်းရဲ့အကူဖြစ်သူကိုဖမ်းဆီးခဲ့တဲ့ဒူရီအုပ်မောင်ကိုကိုဟာပုတ်ပြင်းမြို့နယ်အထက်ကတရားဟောင်းပြိုကျမှုမှာပွေရှင်ပြီးတင်ဆုံးသွားတယ်လို့စုံစမ်းသိရှိရပါတယ်။ပြီးခဲ့တဲ့စတေမာလ24ရက်ည9နာရီမှာပုတ်ပြင်းမြို့ အလင်မန်ကြီးကတံတောင်းပြိုကျခဲ့ပြီးအဲ့ဒီတံတားပေါ်မှာချက်နေရဲ့သူ့ရဲ့အိုမောင်ကိုကိုနဲ့အတူလှေလုတ်သားအမျိုးသားတူတံတားနဲ့အတူပြုတ်ကျခဲ့ရပါ အခုလိုတံတားပြိုကျမှုမှာပါခဲ့သူနှစ်ဦးအနက်မောင်ကိုကိုသားတံတားပေါင်နဲ့ဆိုင်မိပြီးအခင်းဖြစ်ရနေရမှာတည်ခဲ့ပေမဲ့လှေလုတ်သားအမျိုးသားကတော့တည်ဆုံးမှုမရှိခဲ့ပါဘူးသူရဲ့အမောင်ကိုကိုဟာတော်လင်းနဲ့ပတ်သက်တဲ့သူတွေကိုဥဆောင်ဖမ်းဆီးရမှာအဓိကပါဝင်သူဖြစ်ပြီးတော့ ဒေသခံတွေရောအကြောင်းမျိုးမျိုးပြဖမ်းဆီးပြီးဝင်ညှို့မှုတွေပြုလုပ်နေသူတူလည်းဖြစ်ပါတယ်။မောင်ကိုကအရက်သားတွေကိုမူရစေရောင်းတယ်ပြောပြီးဖမ်းပြီးရင်ပတ်စံတောင်းဝင်ညစ်တာပေါ့အချို့ဆိုဘယ်အဖွဲ့နှမပတ်သက်မှုကိုမရှိရဖမ်းပြီးငွေတောင်းခဲ့တာသူလုတ်တက်ကံကပြန်ပြီးအချိုးပေးတာပဲအခုတော့သူခံရတာပဲပြည်သူ့ကျင်စာမိရလို့ဗိမ်းမြုပ်ခံဒေသခံတူကပြောပါတယ်။ဒူယိုမောင်ကိုကိုဖမ်းဆီးခဲ့တဲ့ NLD အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဟောင်းရအကိုဖြစ်သူဥတန်တန်းဥဟာလည်း ဖန်စီခရာပဲဆရာကြာဆေအိုစုရဲ့စစ်ကြော်ရီမှာတည်ဆုံခဲ့ရတာပါဆက်လက်ပြီးအနာတိုင်းပြည်နောက်အများဆုံးရင်းနှီးမြှုပ်နှံတဲ့နိုင်ငံမှာစင်ကာပူတရုတ်နဲ့ထိုင်းတို့ဖြစ်နေတဲ့အကြောင်းကိုတင်ဆက်ပေးပါမယ်စစ်တပ်အနာတိုင်းရင်ကနေအခုနဲ့ဩဂတ်စ်လကုန်အထိမြန်မာနိုင်ငံမှာရင်းနှီးမြှုပ်နှံထားတဲ့နိုင်ငံပေါင်း53နိုင်ငံအနက်စင်ကာပူတရုတ်နဲ့ထိုင်းနိုင်ငံတို့ကအများဆုံးရင်းနှီးမြှုပ်နှံထားတယ်လို့မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဦးစီးဌာနရဲ့ထုတ်ပြန်ချက်တွေအရသိရပါတယ် လာစဉ်ပြည်တွင်းပြပရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသစ်တွေကိုဆက်ပေးနေရင်ရင်းနှီးမြှုပ်နှံမှုကော်မရှင်ကိုဗိုလ်ချုပ်ကြီးမြတ်ထွန်းကကင်ထားတာဆိုတော့သူနဲ့ပတ်သက်ပြီးလိုင်းဝင်လိုက်ရင်အတော်များများကအဆင်ပြေနေတယ်။သူနဲ့နှိစက်တဲ့အတိုင်းဝိုင်းတွေအတွက်တော့အဆင်ပြေနေတယ်လို့ပြည်တွင်းလုပ်ငန်းရှင်တူကဆိုပါတယ်။အခုလိုရင်းနှီးမြှုပ်နှံမှုအများဆုံးပြုလုပ်ထားတဲ့အဲ့ဒီနိုင်ငံတွေကမွေးမြူရေးလုပ်ငန်း၊ပို့ဆောင်ရေးနဲ့ဆက်သွယ်ရေးလုပ်ငန်း၊စားတောက်ကုန်လုပ်ငန်း၊အထည်ချုပ်လုပ်ငန်းနဲ့ဝန်ဆောင်မှုလုပ်ငန်းတွေဖြစ်ပါတယ်။ နိုင်ငံရေးမတည်ငြိမ်တာနဲ့စီးပွားရေးအခြေအနေဥပဒေပိုင်းဆိုင်ရာစံခုံမှုတွေကြောင့်ရင်းနှီးမြှုပ်နှံမှုကျွကြပြီးတော့စွန့်စားရရင်မြင့်မာနေတယ်။အဲ့အရာကြောင့်ရေရှင်မှာတရုတ်လုပ်ငန်းတွေပုံများလာနိုင်တယ်။သူတို့ကတခြားလုပ်ငန်းရှင်တွေထက်ပိုစွန့်စားကြတယ်လို့နောက်ထပ်စီးပွားရေးလုပ်ငန်းရှင်တူကပြောပါတယ်။ဆက်အနာတိမ်မှုကြောင့်တာဝန်ယူမှုတာဝန်ခံမှုရှိတဲ့လုပ်ငန်းအများစုဟာမြန်မာနိုင်ငံကိုစွန့်ခွာခံမှုကြောင့်တိုင်းပြည်စီးပွားရေးအဆမတန်ကျဆင်းမှုကိုဖာတီးနိုင်မှုစစ်ကော်မရှင်ကအင်းနီရှင်းနိုင်ငံတွေ ်ရင်းနှီးမြှောက်နှံမှုအသေးအတန်ဖိတ်ခေါ်လျက်ရှိပါတယ်။အဲ့လိုပြပရင်းနှီးမြှောက်နှံမှုတွေဖိတ်ခေါ်သလိုမြန်မာနိုင်ငံသားရင်းနှီးမြှောက်နှံမှုတွေတိုးရှင်းဖို့ဆိုပြီးတော့စစ်ကော်မရှင်ကနိုင်ငံဗန္ဒာငွေတွေအထက်ကနေလုပ်ငန်းရှင်တွေအတွက်မတ်တင်ငွေရင်းကိုပါထုတ်ရှိပေးနေတယ်လို့သိရပါတယ်။ပြည်တွင်းထက်အနောက်ဆုံးသတင်းအနေနဲ့ရွေးကောက်ပွဲထောက်ခံတဲ့ Grand Lanagan တုံဖွဲတစ်ဆုံတဲ့အကြောင်းကိုတင်ဆက်ပေးပါဦးမယ်။စစ်ကောင်မရှင်ရွေးကောက်ပွဲကိုထောက်ခံတဲ့ Grand Lanagan အဖွဲ့ဖြစ်တဲ့ Grenadier Shazong တဲ့ BGF ဒီမိုကရေစီအကျိုးပြုကင်းတက်မှာတော့ TKPN နဲ့ကရင်ချင်းချင်းကောင်စီ Can you Canale PC ကောင်းဆောင်တွေဟာမနေ့ကမနေ့မှာတွစ်ဆုံဆွေးနွေးခဲ့လို့သိရပါတယ်။အဲ့ဒီဆွေးနွေးပွဲကို BGF အမှန်နဲ့စစ်တေသဌာနချုပ်ရှိတဲ့တက်ကတဲ့စံပြကြေးပါမှာပြုလုပ်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။အခုဆွေးနွေးပွဲကိုပြုလုပ်ရခြင်းဟာငင်းချင်းရဲ့နေမြေအေဂျင့်တာရဲ့အတွက်ဖြစ်တယ်လို့ BGF ရဲ့အမှန်နဲ့စစ်တေသမှုဘုံမှုကျောစောတင်ဝင်းကကရင်အမျိုးသားမီဒီယာကိုဖြစ်ကြားထားပါတယ်။ စနေဘကိုတကယ်ပင်ဘက်ကအစုံစီချုပ်ဗိုလ်ချုပ်ကြီး ဆော့စတီဒုစုံစီချုပ်ဒုတိယဗိုလ်ချုပ်ကြီးဆော့ရွှေဝါစုံစီအရာရှိချုပ်ဗိုလ်ချုပ်ဆော့ဆန်းအောင်ကန်နီယူကန်နယ်ပီစီဘက်ကဒုက္ခဒေါက်တာနိုကိုဘောထူးနဲ့တက်မှုတချို့တက်ရောက်ခဲ့ပါတယ်။ဒါ့အပြင်ဗီဂျက်ဘက်ကအထွေထွေအတွင်းမှုချုပ်ဆော့ရှစ်သူအမှန်နဲ့စစ်တေတာစစ်စင်မှုဘုံမှုချုပ်ဆော့တင်ဝင်အမှတ်လဲစစ်တေတာစစ်စင်မှုဘုံမှုချုပ်ဆော့မုတ်တုံနဲ့တက်မှုတချို့တက်ရောက်ခဲ့ပါတယ်။ ထူးခြားချက်အနေနဲ့ KNU ဒူပလာယာခရိုင်ဥက္ကဋ္ဌဟောင်းဘဒိုစောရွှေမောင်းလဲအဲ့ဒီအစည်းအဝေးကိုတက်ရောက်ခဲ့ပါတယ်။အဲ့ဒီအစည်းအဝေးကကင်းပြင်းနဲ့ငင်းကြဲတဲ့နေမြေအေဂျင့်တာရဲ့အတွက်ပြုလုပ်တာဖြစ်တယ်လို့ဆိုပေမဲ့ဆွေးနွေးပွဲအသေးစိတ်အချက်အလက်တွေကိုတော့တက်ရောက်ခဲ့တဲ့ Green Lantern အဖွဲ့အားလုံးကထုတ်ပေါ်ပြောကြားခဲ့တာမရှိသေးပါဘူး။နောက်ဆုံးပြပတ်သတင်းအနေနဲ့မေးစွေပွဲမှာလူရဲတည်ခဲ့လို့အမှုဖွင့်ခံလိုက်ရတဲ့တေယုတ်ဆောင်နိုင်ငံရေးသမား ဗဂျေးပါတီအကြောင်းပြောပြရင်ကျွန်တော်ရဲ့သတင်းတင်ဆက်မှုကိုအဆုံးသတ်လိုက်ပါစေ။မက်ဆစ်ဆွေးနွေးပွဲမှာလူ39ဦးထက်မနည်းတည်ဆုံးခဲ့ရပြီးလူ50ကျော်ဒဏ်ရာရရှိခဲ့တဲ့အတွက်တမီတယုတ်ဆောင်ဗဂျေးရဲ့နိုင်ငံပါတီခေါင်းဆောင်တွေကိုရစ်တပ်ဖွဲ့ကရာဇဝမှုနဲ့အမှုန်းဖွင့်ထားတယ်လို့အကြီးတန်းကျေးရာရှိတူကမနေ့ကပြောပါတယ်။ဗဂျေးဟာ2026ခုနှစ်အစောပိုင်းမှာကျင်းပမယ်ပြည်နယ်ရွေးကောက်ပွဲအတွက်သူရဲ့တမီကဘက်ထရီကာဇာကန်တီဘွီကေပါတီအတွက် မဲဆွေဆဲုံနေရဖြစ်ပါတယ်။တမီနာဒူရစ်တပ်ဖွဲ့ကတီပွေကေပါတီရဲ့အကြီးအကဲကောင်းဆောင်တွေဖြစ်တဲ့ဘူစီအာနန် နီမေကူမန်နဲ့ဝီပီမတီယာလာဂန်တို့ကိုအဟုံးဖွင့်တာပြီးတော့စုံစမ်းစစ်ဆင်မှုတွေပြုလုပ်နေရပါတီပွေကေကမူလကလူပေါင်းတထောင်စုဝေးခွင့်တာခွင့်ပြုချက်တောင်းခဲ့ပေမဲ့တကယ်ရောက်လာတဲ့လူအုပ်ကနှစ်ဆောက်ကျော်ပုံများနေရလို့အကြီးအကဲရှေ့ဝီဆေဘာရပ်ကပြောပါတယ် တမင်ရုပ်ရှင်လောကမှာလူကြိုက်များတဲ့တယောက်ဆောင်တဦးဖြစ်သူဘီဂျေဟာ2024ခုနှစ်မှာသူ့ရဲ့နိုင်ငံရေးပါတီကိုစတင်တည်ထောင်ပြီးတော့ပြည်내အုပ်ချုပ်ငယ်ရဲ့ DMK ပါတီနဲ့ဝန်ကြီးချုပ်နရင်ဒရာမိုဒီရဲ့ဘရာတီယာဇနတာပါတီနှစ်ခုစလုံးကိုပြင်မှတ်ထားပြီးလူတို့အစည်းအဝေးမှာအများအပြားကိုဆွဲဆောင်နိုင်ခဲ့ပါတယ်လူတို့မိတ်ဆွေဘက်မှာတည်ဆုံရတဲ့သူတွေရဲ့မိသားစုဝင်တွေကိုကူညီပေးမယ်လို့ဘီဂျေကကတိပြုခဲ့တယ်လို့တမင်နာရုပြည်내ဝန်ကြီးချုပ် SK Stella ကလည်းတည်ဆုံးသူတွေရဲ့မိသားစုတစုကို Ruby တသန်းကျော်ကျင်းပေးမယ်လို့ပြောကြခဲ့ပါတယ်။ပြည်내အစိုးရကလူတည်ဆုံးရခြင်းအကြောင်းရင်းကိုစုံစမ်းစစ်ဆေးဖို့အတွက်အညီစားတရားသူကြီးတဦးကိုဥဆောင်တဲ့ကော်မရှင်တရက်ကိုဖွဲ့စည်းလိုက်တယ်လို့ဝန်ကြီးချုပ်မော်ရီကလည်းအဲ့ဒီဖြစ်ရအတွက်အလွန်မင်းစိတ်မကောင်းဖြစ်ရတယ်လို့ H မှာရေးသားခဲ့ပါတယ်။ MP ရဲ့နေလေခင်ထူးခြားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့ရပါ။ MP ရဲ့တင်ဆက်မှုတွေကိုအဆုံးထိကြည့်ရှုအားပေးသူအားလုံးနဲ့တကွာ ဝေယောင်မတ်ချက်ပြုပေးသူအားလုံးကိုလည်းအထူးပဲကျေးဇူးတင်ရှိပါတယ်မြန်မာပြည်သူပြည်သားအပေါင်းကိုစိတ်နှပြကျမ်းမာချမ်းသာပြီးဘဝအမောရေးပေးကြပါစေခင်ဗျာ